ဘာသာအမွေကျွန်းလင်းနိုင်ပါစေတိုက်ပြီးအုပ်ချုပ်တဲ့မင်းဆိုတာလေလိန်ဒီတိပြမူတာဝါဒစကားကိုမပြောရဘူးတဲ့ပြောရင်ဘာဖြစ်လဲဘရင်ကိုယ်တိုင်ကမူတာဝါဒပြောလို့ရှိရင်တဲ့ဘာဖြစ်လဲတတိုင်းတပြည်လုံးမှာမြေစီရေစီတွေဆုတ်သွားတတ်တယ်ဟာမူတာဝါဒဖြစ်က မြေစီရေစီတွေဆုတ်သွားသည်အတွက်ကြောင့်စိုက်ပြိုးတဲ့သီနံမှာအစီဓာတ်တွေယုတ်လျော်အဲ့ဒီယုတ်လျော်တဲ့အစာအာဟာရတွေကိုစားတဲ့ပုဂ္ဂိုလ်တွေဟာနော်ဩဇာမရှိတဲ့အစာအာဟာရကိုစားသည့်အတွက်ကြောင့်ယောဂများတယ်တဲ့ယောဂများသည့်အတွက်ကြောင့်တမ်းပြီခွန်ပါဏာတွေမပေးနိုင်ဘူးမပေးနိုင်တော့ လည်းနီနီပြပြောကြတတ်တဲ့မင်းရဲ့တိုင်းပြည်မှာမင်းဟာဆင်းရဲမွဲတေတဲ့အခြေအနေထားမျိုးရှိတယ်။ကြောင်းကျိုးဆက်ထားကိုပြောပြတာနော်။ကြောင်းကျိုးဆက်ကြောင်းကျိုးဆက်ဆက်မှုဆိုတာအများအားရှိတယ်။ခုကနေ့ခေတ်ကဘာကြီးကပူနွေးတယ်ပူနွေးတယ်နဲ့ပြောနေကြသိပ္ပံဆရာတွေကတော့အိုဆုံးလွှာကြီးပါလို့လို့ပေါက်လို့ ါဖြင့်အိုဆုံးလွှာဘာကြောင့်ပါတာဘာကြောင့်ပေါက်တာတုံးလို့ဆိုရဲအကြောင်းကိုရှာကြည့်မယ်ဆိုလို့ရှိရင်ကတော့တရဝရီရဲ့ပြုမူနေတဲ့နေဆက်နဲ့အမျှလူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့လောဘမီးဒေါသမီးတွေပြင်းထန်လာတယ်လို့ဒီလိုပြောမှာတိတ်ဘောအာဃာတောပစ္စုပ္ပထိတောကဘာကြီးမှကြည့် ြင်းထန်တဲ့ရံညှိုးတွေအသေးတွေဒေါသတွေအလွန်များလာတယ်။အဲ့ဒီပြင်းထန်တဲ့ရံညှိုးအသေးတွေကြောင့်ကဝါကြီးရဲ့ယာတိဥရုတွေ changes ဖြစ်သွားတယ်။ယာတိဥရုတွေ changes ဖြစ်သွားတဲ့ပြောင်းလဲသွားတဲ့နေရာမှာတိဏ္ဏနေစိုက်ပြောတယ်။အဲလူတွေကတော့အပေါ်ယံပေါ့ဖာတလိုက်စာတွေနဲ့စိုက်တာဆို။အေး လောဘကြောင့်ရှိတင်နာတဲ့ပူရတဲ့နာတဲ့ပူခြင်းသည့်အတွက်ကြောင့်ဤပညာတွေမျိုးမျိုးသုံးချတိဏ္ဏတွေမကြည်ကြည်အောင်လုပ်အဲ့ဒီလိုလုပ်လို့စီးပွားဖြစ်ပါပြီတဲ့စားလိုက်တဲ့အစာအာဟာရတွေမှာတိဏ္ဏတွေထဲမှာသဘာဝအစီဩဇာတွေကယုတ်လျော့ စားလိုက်တဲ့အစာအာဟာရတွေကလူတွေကိုအထောက်ပံ့မဖြစ်တော့စားပြီးယောဂါတွေဖြစ်လာကြလူတွေလှုပ်တာနော်အဲကြတော့မှအော်ဂန်နစ်အော်ဂန်နစ်နဲ့တခါပြန်ဝင်လာပြန်လူတွေလှုပ်တဲ့ဒုက္ခဟာလူတွေပဲခံနေကြမှာပေါ့လောကကြီးတစ်ခုလုံးဟာအခြေလျအဲ့ဒီတိုင်းဒါကြောင့်ဆက်ဆက်မှုက လူတွေရဲ့လောဘချောက်တိဏ္ဏနေပျက်စီးသွားတယ်ဟောမဟုတ်တော့မသိဘူးပေါ့ပြောတမ်းကြတာပန်ဒီသေးသေးလေးတွေခုပြီးတော့ခုတော့ကတော့လက်သီးဆုံးတော့အသေးလက်သီးဆုံးတဲ့သေးတဲ့အသေးလေးတွေပေါ့ဆေးပြန်းပြီးအုပ်လိုက်လို့ရှင် အပွားကြီးတွေဖြစ်သွားတယ်လူတောင်မှအဲ့လိုအခုအထွားကြီးတွေဖြစ်နေတယ် ချက်လည်းအဲ့လိုထွားအောင်လုပ်တော့ဗာချက်တဲ့ CB ချက်ဆိုတာ CB ချက်မကောင်းမှန်းသိတဲ့အခါအိမ်ချက်တွေဒုက္ခပေးလာပြန်နော်ဟိုပြည့်ပြည့်ပြည့်နေပုံလေးကိုပြောပြတာပါလူတွေမှာဒါမျိုးဖြစ်လာယောဂဝေဒနာတွေပဲကလာတော့လို့မေးလို့ရှိရင်လောဘကြီးလို့လှုပ်ထားတဲ့အစာအာဟာရတွေစားခြင်းကနေပြီးတော့ လူတွေရဲ့တဏ္ဍာမှာယောဂဝေဒနာတွေများလာတာစားလိုက်တဲ့အစာအာဟာရတွေဟာလူတွေကတော့ byte ပြည့်ရင်ပြီးသွားတယ်လို့အောင်းမိတာဘယ်ဟုတ်မလဲဒီအစာအာဟာရတွေထဲမှာပါတဲ့ကက်မီကယ်တွေကလူရဲ့ခန္ဓာကိုယ်မှာအသေးကိုဖြတ်တယ်ကြောက်ကပ်ကိုဖြတ်တယ်အေးအဲ့ဒီ အညစ်အကြေးတွေအစိတ်တောက်တွေတောက်ဆင်းနေအဲ့ဒါတွေကိုအသေးကမထုတ်ပြနိုင်ဘူးဘုံတော့ဘုံကြီးဖြစ်လာတဲ့ကြောက်ကကမထုတ်နိုင်ဘူးဆိုရင်ဟောအသေးယောဂါတဲ့ကြောက်ကယောဂါနဲ့ဒီလိုဖြစ်လာတာဘုံကြီးတွေဝတ်တဲ့သင်္ကန်းတောင်မှပဲအယောင်လှခြင်းတော့ကမိကေဓာတုဗေဒဆေးစိုးတွေဆုံး ဆိုတဲ့အခါကျတော့ဒီသင်္ကန်းဝတ်ရတဲ့ကိုတော်တွေမတိမတာတိတိတာတာပေါ့သင်္ကန်းတွေကနေပြီးတော့ကျွတ်ပြီးတော့အရေးအရေးကနေအသားအသားနေတွေးတဲ့ရောက်တွေးတဲ့ရောက်ပြီးတော့ဘယ်ထိအောင်သွားတော့ဆိုအသေးထိရောက်သင်္ကန်းဆိုးဆေးတွေကဒုက္ခပေးတာအဲ့ဒီထိအောင်ရောက်တယ်လို့ဆရာဝန်တို့ကဒီလိုပြောတယ် အဲ့တော့အစင်းလေးလှဖို့ရအတွက်လောဘကိုအခြေခံပြီးတော့လှုပ်လိုက်တာလောဘကိုအခြေခံပြီးတော့လှုပ်တာတိဏ္ဏသူတဘာဝကိုကြည်အောင်လှုပ်တယ်ဉာဏ်ဉာဏ်မဲ့အောင်လှုပ်တယ်ကြာရှိခံအောင်လှုပ်တယ်စေးတွေနဲ့အမျိုးစုံအဲ့ဒါဟာလောဘကိုအခြေခံပြီးတော့လှုပ်တာလောဘကိုအခြေခံလို့လောဘတွေကြီးလာသည့်အတွက်ကြောင့် အဲ့ဒီလောဘနဲ့ဖန်တီးလိုက်တဲ့အရာသည်စာတုံးသူလူတော်ဝါးတွေပေါ်မှာဝန်တုပ်ဝန်မိုးကြီးတွေဖြစ်လာတယ်။နောက်ဆုံးကျတော့ဒုက္ခတွေရောက်ကြတာ။ဒါဟုတ်မဟုတ်တော့ဆရာဝန်လေးနဲ့မေးပေါ့လေ။အခုဒါပြောပြောတာ။အဲ့ဒီလိုဆက်ဆက်မှုမှုတွေမြတ်စွာဘုရားဟောတဲ့ရားကြီးမယ်လို့ရှိရင်လို့ရှိရင်လည်း လောကကြီးတစ်ခုလုံးပျက်စီးနေတာဒုက္ခရောက်တာဟာလောဘရဲ့ဒေါသရဲ့မောဟရဲ့အခြေခံအားဒီသုံးခုကြောင့်ဖြစ်တာဟုတ်ကဘာကြီးဖြစ်စီးတာလဲလောဘဒေါသမောဟကြောင့်ဖြစ်စီးရလောဘကြီးလို့ရှိရင်ရေဖြစ်တယ်ဒေါသကြီးရင်မီးဖြစ်တယ်မောဟကြီးရင်လေဖြစ်တယ်လို့ဆိုတာ ဖြစ်အာစုကြီးသုံးခုကဘာကိုဖြစ်စီသွားအခုခေတ်မှာဒေါသကြီးတာဖြစ်သွားကြောင့်ဘာဖြစ်မိဖြစ်မှာပဲတနေ့တခြားလောဘကြီးကပူလာပေါ့ဒီလိုဆိုလိုတာပေါ့ကဘာပူလာပူလာပူနွေးလာတဲ့အတွက်ယာတိဥရုတွေချိန်ချက်ဖြစ်လာဖြစ်လာတဲ့မတည်ငြိမ်တဲ့ယာတိဥရုပေါ်စိုက်တိုက်ပြိုးတဲ့တဏ္ဍာနေဟာအစီတွေဩဇာတွေဆုတ်သွား ဆုတ်သွားတဲ့အစီဩဇာရှိတဲ့အာဟာရကိုစားတဲ့လူတွေရဲ့တက်တန်းနေလဲဆုတ်လာတယ်လို့ဆိုတာမြတ်စွာဘုရားဟောထားတဲ့အထက်မှာဒါအထင်ရှားရှိပါတယ်။ကြောင်းကျိုးဆက်နွယ်မှုတွေရှိတယ်။ဒါကြောင့်မလို့ရေကြီးဆုံးကဒေါဘကိုဒေါသကိုမောဟကိုဆိုတဲ့ဒီအကုသိုလ်တရားတွေချိုးနှိမ်ပြီးတော့အလောဘအရောဒအမောဟဆိုတဲ့ကုသိုလ်တရားတွေဖြစ်ပွားပြီး ကောင်းကျိုးချမ်းသာတွေရအောင်ကုသိုလ်တွေများများလုပ်နိုင်မှသာလဲသရှိချင်းစတဲ့ကျိုးကျေးဇူးတွေကိုရနိုင်တယ်ဒါကြောင့်မို့ကုသိုလ်ဆိုတာလှုပ်ရှားရတဲ့မေတ္တာဘာဝနာဒေါသကိုချိုးနိုင်မှုမေတ္တာဘာဝနာတွေပွားများအထောက်ရတယ်မောဟဆိုတာကိုချိုးနိုင်မှုအသိပညာတွေစီးပူးအထောက်ကြရမယ်